550ဆက်တော်ထဲမှာပါဠိကေတာရဆက်ဆိုရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဆက်ကိုခေါ်ခဲ့တာဖြစ်တယ်ပေါ့ဇလန်းလေးကိုအချင်းညွတ်ပြောရမယ်ဆိုရင်မေဂရတိုင်းမှာမေဂရမျိုးတော်ရဲ့အရှိမြောက်ထဲမှာပါဠိတရားဆိုတဲ့ ပုံနာရွာကြီးတရွာရှိတယ်။ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်။အဲ့ဒီရွာမှာလယ်ပိုင်းရှင်တထေးကြီးရှိတယ်။လယ်ပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်။သူကိုယ်တိုင်လှုပ်တဲ့လယ်ကလည်းမနေဘူး။သူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်။အဲ့ဒီလယ်ရဲ့အခုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်။ဒါအနေထားတွေကိုဖော်ပြ။အဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေ များစွာနေထိုင်ရတာဖြစ်တယ်။အဲ့ဒီနေထမ်းမှာသူဟာလေစွားတွေကိုစိုက်ပြူလေယာတွေကိုပြုထောင်စိုက်ပြူပြီးတော့စွားတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့။မဟုတ်လေဆိုရင်လက်ပမင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရှောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စွားကင်းကစွားတွေကို စားကြတယ်အကောင်းကြီးအလွန်များတဲ့ချင်းကတည်းအုပ်လိုက်ကြီးကြလာပြီးတော့စားတာ၆လုံးမနိုင်တော့အောင်ရှိတယ်ပေါ့၆လုံးမနိုင်ဘူးချင်းကတည်းကအလွန်ရဲတယ်ဟိုနာ၆ဒီနာကြအဲ့ဒီလူလေဆောင်ကချင်းကတည်းကမောင်းထုတ်တော့လည်းမနိုင်တော့ဘူး ထူးထူးခြားခြားအဲ့ထဲမဲ့တောင်းလောက်ကြီးတဲ့ချင်းခကြီးတကောင်ပါအဲ့ဒီအကောင်ကြီးရဆိုရင်သူလဲဝအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံနေကိုခြေပြီးတော့သွားတယ်စားလို့တဲ့အာမရဟုတဲသွားတယ်တချို့လဲလုတ်တက်တယ်အဲ့လိုမျိုးအလူမန္တသမင်းကျွေးကိုလာပြီးတဲ့အခါကျချိုင်းဆွဲသွားတာဆိုမျိုးနဲ့တူတယ်ပေါ့နော် ဒီမှာလဲစားတယ်ပြီးတော့ခြိုင်လဲဆွဲသွားတယ်ပေါ့အဲ့ကြေးကြီးကလည်းပဲခြိုင်ဆွဲသွားတဲ့သဘောပဲသူလဲဝအောင်စားတဲ့စဘယ်နန်းလေးကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားလေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ရောကြီးတောင်းမှကြောက်တော့လေပိုင်းတတိကြီးစီသွားပြီးတော့ဒီအကျိုးเจ้าတွေကိုပြောတယ်သူကျင်းခက်တွေကြလာတာ သူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီပဲထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါးရစားရနေမှာဘူးအပြန်ကြတော့လဲဆိုဝါပင်နေစပယ်နန်းလေးကိုချီးပြီးချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လည်းပဲရှင်ဘုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လည်းပဲရှင်ဘုံနာကြီးကသူ့ကိုပြောတော့ ဘင်းကြော်ဝင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောကွာကြော်ဝင်းအဲ့ဒီချင်းကတိကြလာတဲ့နေရာမှာဘင်းကြော်ဝင်းနေထောင်တာအဓိကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ချင်းကအကြီးကြီးဆင်းတဲ့နေရာကိုဘင်းအဓိကထားပြီးထောင်လို့ဆိုကြော်ဝင်းထောင်ခန်းလိုက်ကြော်ဝင်းလို့တဲ့ခါနှွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ချက်လို့မလွယ်တော့ခိုင်မာတဲ့ကြော်ဝင်းနေလောက်ခိုင်းတာ လက်ခွေးနဲ့မှထဲ့ထားတယ်။နောက်ရကြတော့ခြေတွေခြေငက်တွေပြန်တန်းချလာပြီးတော့ဆွဲနန်းတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာဆင်းဆင်းချင်းသူ့ခြေတော်ကြော်ကွင်းကဆွတ်မိသွားအဲ့ကောင်းကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းငယ်ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငယ်တွေ ခုချိန်သူ online လို့ရှင်အစာမစားရမှဆိုလို့အသားလေးသူ့ချီတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအောင်နောက်ဆုံးခြေတွေကဆွဲနယ်နေဝါအောင်စားလို့အာရရပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်ပြီးပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာចានနေချင်းရဲ့တရားကိုပြန်កုံညာတော့မှမရှိတော့သူတို့កောင်းလဲပဲចា အဲ့ဒီအချိန်မှာလက်ဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရဘုန်းတော်ကြီးစီရောက်တဲ့အခါလေဘန်ရှိဘုန်းတော်ကြီးကခြေကောင်ကြီးချီးပြီးတော့သူကအကောင်ကြီးကလည်းချီးတော့ချီးနှက်တယ်ဒါကြီးချီးပြီးတော့ကြာကြာနာနာခြေတော့မှာကြော်ခွင်းကြီးနဲ့ပွန်ပဲ့နေလေဆေးတွေပဲလိမ့်ပြီးဒီကောင်ကြီးကို ခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစပယ်နန်နေစာယုံနေမကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နန်စာယုံနေမကဘူးတို့ပြီးနဲ့စပယ်နန်နေအများကြီးချီချီသွားတယ်လို့ပြောတယ်အဲ့တော့မင်းဟာ ကိုယ်တော်ဆောက်ထားဖို့သုံးစွားတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထားလားသို့မဟုတ်ကိုယ်တော်ဆောက်ထားတာရှိလို့လားလို့ဘုရားကြီးကမေးတဲ့အခါကျတော့ခြင်းငယ်ဆိုတော့ဘလူဘာသာစကားလေးပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးတွေကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားကတော်တော်ထူးဆန်းသွားတယ်ပြောပါတော့ဆို ကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လဲဆုံထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်ဒီတဲကတချို့ကိုကျွေးသည့်ခြားရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရှင်နိမြုံနန္ဒာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူပြောလူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူက သုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတခုကကျွေးဆက်တာကျန်တဲ့ပူရှင်တဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါသိမ့်တာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်းရှင်ပုံနှန်းကြီးကစိတ်ဝင်စားပြီး နေစမ်းမအောင်ချင်းငှက်တကောင်ကကျွေးသိပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းနေဒါကြောင့်မို့ဘလို့ကျွေးသိပေးပြီဘလို့ကျွေးဟောင်းဆက်တာလဲနော်ဘလို့ရွှေအိုးမြတ်မြုပ်ပါတယ်လို့ဆိုတော့တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့ အဲ့ဒီချင်းငယ်ချင်းကလူဘာသာစကားနဲ့ရှင်းရှင်းလေးတော့သူပြောပြသူကျွေးသည့်ပြီးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာဒပက္ခတရုဏာပုဒ္ဒကမရှခောတိယဒီမံပတပရိသန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာ ။မားငယ်သမီးငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူး။သူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြတ်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်။အဲ့ဒီချင်းငယ်သတော်အငယ်လေးစားဖို့အတွက်သူကရိုးရိုးသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့ သူတို့ကြီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအစ်ချတယ်လို့ပြောတာပါသူကျွေးရမယ်သူ့ရဲ့တားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကိုကျွေးသစ်ချတယ်လို့သူကပြောလိုက်တယ်ဘုံတိုင်းကြီးကသဘောကျတယ်ဒါပြင်ဟုတ်ပြီကဲ ကျွေးဟောင်းဆက်တာကတော့ဘာရောကျွေးဟောင်းဆက်တာကတော့ဘာရောဆိုမန္တပိတ္တဆမေဝုဒ္ဓစေနဂါကတရွတ်ပဲနာတေတံတုန်နီနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆောင်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မန်တွေကကျွတ်ပြီးတော့ မပြန်တန်းနိုင်တော့ဘူးတဲ့မိဥဖောက်သူ့ကိုမွေးခဲ့တဲ့မိဥဖောက်ကိုကျင့်ခဲ့ကြည့်တယ်ဟာအတောင်ပံနေကကျုပ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခုပြီးတော့နေကြတယ်အစာရေစာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့ သူတို့ငယ်ငယ်ကကျွေးခဲ့တဲ့ယေရှုတရားကိုပြန်ဆက်တဲ့အနေနဲ့ကျွေးဟောင်းဆက်ခြင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ငါကလေးတွေဟာအစာရှာပြီးတော့ငက်ပေါက်ဆာလေးတွေကျွေးနေတာတွေ့ပါလေနော်ငါကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့လိုပဲအင်းသူရဲ့မိဥဖအိုတွေကိုလည်းပဲသူကျွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုယူရပြီးတော့ ကျွေးဟောင်းဆက်တယ်လို့သူပြောရင်းဖြစ်ပါတယ်။လေပဲရှင်ပုံနှိုင်းကြီးကသဘောတွေကြဟုတ်သားပဲလူတွေတောင်မှတစ်ခါတည်းလေးလို့လောက်တာမရှိဘူး။သူကဒါကျွေးဟောင်းဆက်တယ်။ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘလို့လောက်တာလဲ။အင်ကြီးပိတန်ထသကုဏခိနာပက္ခသူတို့ပလား။ ်တေတံပုံညတိကောဓမ္မိတဏိတေအာဟုပဏိတာအဲ့ဒီမှာကျွန်ုပ်တို့ချင်းငယ်အုတ်ကြီးတဲ့မှာတဲ့တချို့ချင်းငယ်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်နေကျုပ်ကိုညတယ်တောင်နေကျုပ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နှိုင်းရှာကြတော့ဘူး သူတို့အတွက်တော့ကျွန်တော်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရာအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာဒါဟာရွှေအိုးမြုံနိုင်ခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလူချင်းတို့သူတို့အတွက်ကိုကြွေးမွေးဆောက်ရှောက်ပါတယ်အဲဒါဝတ္တရားနဲ့လှုပ်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါကလေးငယ်လေးတွေကိုဆောင်းရှောက်ကျူးမွေးတာကဝတ္တရား မိဥဖအိုတွေကိုချွေးမွေးတာကဝတရားအခုကတော့ဝတရားမဟုတ်ဘူးကုသလိုချင်လို့ဆောင်းချရမယ်ကျင့်ကြတွေကိုဆောင်းချောက်တာဖြစ်တယ်ဒါဟာကုသကောင်းမှုလုပ်ပြီးတော့ယင်းနည်းမျိုးနဲ့ယင်းဖြစ်ပါတယ်လို့ဩဒီလိုရှင်းပြလိုက်တဲ့အခါကျတော့နေဝိရှင်ဘုံနာကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ ဒီချင်းငယ်သတော်အတော်ကိုနေမှာရေးချရှိတာပဲလူတွေတဲ့တော်ပို့သိတယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကိုအလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကားတဲ့ကအကွက်တကွက်ကိုတတ်မှတ်ပြီးတော့ပေးကြိုက်တယ်လို့စားပါဒီခင်အလုံးစားတဲ့နေ့ဆွဲထားပြီးတော့ ဒီချင်းငယ်ကြီးပိုင်တဲ့အခင်းကိုသတ်မှတ်ပြီးတော့ပေးလိုက်တယ်။ကြိုက်တဲ့လောက်စားဒီခင်းနဲ့ကထွက်သည်မြသီးနှံနေသူ့ပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလက်အနေနဲ့လည်းရှင်ဘုံနာကြီးကပေးလိုက်တယ်။ပေးပြီးတော့ဒီချင်းငယ်ကြီးကိုပြန်ပြီးတော့လွှတ်လိုက်တယ်။ဒီဇလန်းလေးကိုမြတ်စွာဘုရားက တရိစ္ဆာမင်းဖြစ်တော်လဲပဲတကယ်အတိအကျရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးကြီးမိမှုကြသလိုပဲမိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ချီတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုချူမွေးဆောင်ရှောက်ကြတယ် ငါကြီးတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငါပေါ့ဆာလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့လိုလုံးတဲ့လုံးတဲ့လုံးတဲ့တောင်းဝန်ဝတရားတွေကိုသူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့တဏှာစီးပွားကုသကောင်းမှုများဟာလုံးတဲ့လုံးတဲ့ကုသကောင်းမှုတွေသာလင်းဖြစ်တယ်တို့တွေဟာလူ့ဘဝရောက်လာတဲ့အခါမှာတို့တွေပဲ အရုံလုတ်တဲ့လုတ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတို့တွေဟာအာယုစုဆိုင်ပြီးတော့ကိုသားငယ်သမီးငယ်တွေကိုတောင်းဝတရားရပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဟူဖောက်တွေကိုတုံ့ပြန်ကျေစုဆက်ခြင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုကျိုးစားအထောက်ပြီးမလင်ဟင်းစေရအောင် တတိနဲ့ဆောင်ရဲရမှာဖြစ်ပြီးကိုရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ကုသိုလ်ကောင်းမှုအတွက်ယဉ်ညိမြုံနယ်မှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါမြတ်စွာဘုရားကဒီသာရကဒေသနာဖြင့်လူသားတွေအတွက် ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်။အဲဒီအလုံးတရားချက်ခင်သူတော်စင်ပြိတ္တတို့တို့တွေလှုပ်တဲ့လှုပ်ထိုက်တဲ့ချွေသိပေးခြင်းဆိုတာလှုပ်ကြရဲ့လားချွေဟောင်းဆက်ခြင်းဆိုတာကောလှုပ်ကြရဲ့လားချွေအိုးရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကိုပြန်မေးပြီးတော့ကိုလိုရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင် တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း